လုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့မကြွေပန်းဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနာစင်ခန်းစားကြပါရှင်မကြွေပန်း တန်ပေါင်းများစွာကဗလူသားပုရိသများစွာထဲမှာဒေါ်စပယ်မြင့်ဤချစ်သူချင်းအားတိုးတရောင်မျှမပါလာခဲ့ခြင်းသည်တွေးတောဆင်ခြင်စဉ်းစားလေအံ့ဩဖွယ်ကောင်းလေပင်တစိမ့်နှစ်ယောက်အသက်ထက်ဆုံးပေါင်းသင်းနေထိုင်ရလောက်အောင်တယောက်စိတ်နဲ့တူသဘောတူမျှကြစေဖို့ဆိုတာလေရှိရှိဘွားကရေဆက်ပါရမီကြောင့်သာဖြစ်လိမ့်မည်ဟုယုံကြည်စပြုခဲ့လေပြီထိုရေဆက်ပါရမီမျိုး ဒေါ်စပယ်မြင့်မှာပါမလာခြင်းအတွက်ဘသူတရခန့်လဲဟု တခါတရံအပြင်းပြေစဉ်းစားဖို့ဤဟုတ်ဟုတ်မဟုတ်ဟုတ်အပြစ်တင်မည်သူကိုတွေ့သည် ထို့သူကနှစ်ဖူးမှာစာရေးပေးလေရှိသည် ဆိုသောဖူးစာရေးနံဒေါ်စပယ်မြင့်ဤနှစ်ဖူးကိုဗလာကြီးတက်တက်မြင့်တစံမျှမတိုမချစ်ပဲဒီတိုင်းပြောင်ကျော်ကြီးလှလိုက်ဟန်ရှိသည်နှစ်ဖူးကြဲကြဲမောင်မောင်ကြီးကို ပိုင်ဆိုင်ခဲ့သော ဒေါ်စပယ်မြင့်ကိုရိုင်းထိုးချောင်းကိုတတိမပြုမိခဲ့သည်ဟုဘဝတလျှောက်လုံးမှာပဲဒါပေမဲ့တဖြည်းဖြည်းနဲ့အသက်40နာနေလာသောချိန်မှာတခြားသူကဂျေဇူးပြုတတိပေးကြ၏ဟိုနေရာသွားလဲအပြိုကြီးဒီနေရာသွားလဲအပြိုကြီးပဝင်းကျင်သည် အပြိုကြီးဆိုသောဝါဟာရအတွက် အချိန်မရွေးရာသီမရွေးခလုတ်တိုက်ရန် အစီအစဉ်များ ready made စီမံထားပြီးရှိတယ်လေသည် အတာကိုသည်လာတကူးလိုအချိန်မျိုးကအစာ ရေပက်ခံကားများအင်းရှိမှဖြတ်သွားလျင်တက်သည့်အတိတယောက်ပါလာလို့ကတော့သူများပျော်လို့မပျော်နိုင် အပျိုကြီးတွေမှိုင်းဆိုရာလောက်တော့អော့သွားရကြသည်ဝါဝင်ပြန်တော့လေအပျိုကြီးရေဝါဝင်ပြန်ပြီရှာထားရှာထားတရင်ကြတာနဲ့အစင်သက်အောင်တဲ့စိတ်ထဲမှာချင်းတင်းတင်းရှိတော့လေခင်မင်လက်စာမပြတ်ရလေအောင် ရှာထားလိုက်ကြရှာထားလိုက်ကြတွေ့ရင်ပြောဟိုအလိုက်တင်ပြန်ပြောလိုက်ရပါမယ်ရှင်နေမှာတော့ဖရာကြကဲတော်မူပါသူတို့စိတ်တိုင်းကြသာရှာထားလို့ကတော့သူတို့ယောက်ျားတွေလိုဂျိုဂျိုးတွေလားနရွက်ပေတွေလားပိုထိုလောက်ကြိုက်တွေလားဒါပဲရမယ်ဖွာဟေးလွဲပါစီဖဲပါစီဟိုအခါခါဆူတောင်းရသည်တရင်ကျွလျင်တော့ဒေါ်စပယ်မြင့်တကယ်ပင်စိတ်ညစ်ညူရလေတော့သည် သူများတွေအတွဲကိုစီဖြင့်ပျော်ရွှင်နေချိန်မှာ ကိုကတယောက်တည်းအထီးကျန်နေ၍မဟုတ်ကုကိုကိုဘဲသောအခါကမျှအထီးကျန်စွာဖြင့်အားငယ်စရာပြင်းစရာကောင်းသည် ဟုမတွေးမိခဲ့တွေးလည်းမတွေးအားသူများတွေအတွဲကိုစီဖြစ်ကုန်ကြတာကိုလည်းနည်းနည်းလေးမှအားမကြအမှန်တကယ်ပင်မနာလို့မဖြစ်သူတို့အတွက်တအားသမျှကိုကြီးထောက်ပံ့ခဲ့သည်သာတရင်မှကျွတ်ပြီးဆိုလျင် အတီကျွမ်းများလာသောဒေါ်စပယ်မြင့်အတွက်ဖိတ်စာတွေကဘလူပြန်အောင်ရောက်လာတော့သည်ဘယ်တုန်းကမှယင်းယင်းမယင်းယင်းမင်္ဂလာဆောင်ကနေလျင်တော့အထူးတလဲယင်းနေကြပြီးဖိတ်စာကိုမရောက်ရအောင်ပို့ကြသည်ဒေါ်စပယ်မြင့်ကလည်းမငီးမညူပင်လက်ဖွဲလေးရှိသည်လက်ဖွဲရန်ဟူသောခေါင်းစဉ်ဖြင့်စီးပွားတစ်ခုရှာရမလောက်တာဝန်ကျေခဲ့သည် ကိုတက်နိုင်သည့်အတိုင်းတာနေပေါ်လူဝတ်တီထက်ပို၍မျောလင့်တဲ့သူတို့က အရန်ကစီနေတာ200ဂျော်ဒန်အယ်ဘန်လေးပဲလက်ဖွဲ့တဲ့ဒါကြောင့်အပြိုကြီးဖြစ်နေတာဟုတ်အပြိုကြီးကိုဆွဲထက်ဝေဖန်ကြသည်တစောင်းမုံလာပြင်းနေညမှာတော့အပြိုကြီးကိစ္စနဲ့ပင်တိဆောက်ထားသောဥပုပ်ကျပြရလေသည်ဘယ်ချိန်ဘယ်ကာလမှစတင်ခဲ့မှန်းမသိသောကြီးမလို့ပွဲဟူသည့်အပျော်ရန်လက်စော့ခိုးဝှက်ရင်းအစတန်သည့်ပွဲသည်ဒေါ်စပယ်မြင့်နေထိုင်ရာရဲဝန်းမှာ အယုတ်ဆိုးလောက်အောင်ပင်ကြမ်းရမ်းလေးရှိသည်တနှစ်ပတ်လုံးအင်းရှိမှစိုက်ထားသောကြံပင်များကိုဘသူယူယူစေနာပို့၍အလကားကြီးပေးဖြစ်တာလူတိုင်းအသိ။လာပြည့်နေ့မနက်ပိုင်းပျော်ပွဲစားရန်အလှခံလာသောကလေးများကိုပင်မော်ဘိုးလဲပေးပြီးဓာတ်တလက်ဖြင့်ကြံများကိုကိုယ်တိုင်ခုတ်ပြီးဝေလိုက်သည်။ဒီလိုလှူမြဝေနေပါလျက်ညလေသူများသည်ဒေါ်စပယ်မြင့်ဤကြံယုံကိုမှအာယုံဆူရောက်ကြပေသည်။ အမောင်အားကိုနဲ့ခိုးချောင်ခိုးဝက်ပြုတ်ခြင်းကိုနည်းနည်းလေးမှလစ်လျူမရှိနိုင်သောစိတ်ဖြင့်ဟေးဘသူတွေလဲအချိုကျရင်ကြံဆိုင်ထားတတိမရှိရင် တောင်းစားခိုးချောင်ခိုးဝက်နဲ့လူဘာဝမယ်မကြံနဲ့ပါဇက်ကခုနှစ်တန်းချီအော်ပြီးလက်ကလည်းအထုတလဲစူဆောင်းထားသောလန်ခင်းကြောင်များဖြင့်တတိုင်းတိုင်းပေါက်မပြေးနိုင်ပဲခြံထောက်မှာပိတ်မိနေပြီဆိုတော့မှလောက်လေးကွာဖြင့်တည်တည်ချာချာချိန်၍ထုပြစ်လိုက်သည် အာကိုအားထားမရှိသောအပြိုကြီးအဖြစ်အထင်သေးပြီးယဉ်ကျေးဟန်ဆောင်၍စသလိုလိုနောက်သလိုလိုစော်ကားမှုကိုတတိပြသည့်ပွဲသွေးဆက်လက်ဖြင့်ထွက်ပြေးရင်တော့မှပါဇက်ကအငိမ့်မင်းအပြိုကြီးတွေဒေါသဖြစ်တော့ဂဲနေပေါ့ဆိုပြီးတံမြိုင်အော်သွားကြသည်ထိုနေ့ညတွင်တည်ငိမ်အေးချမ်းစွာဖြင့်တိဆောက်ထားသောဥပုပ်တရင်သည်အလျံတင်းကြီးတောက်သောဒေါသမီးဖြင့်လောင်မြိုက်ကျိုးပြက်ခဲ့ရသည် နှင်းမုံဖွေဖွေစောင်းအေးမှစောင်းထူထူခြုံ၍ကြွေးပြီးစာကောင်းပင်မော်များဖြင့်နှက်ခါစီးစိမ်အပြည့်ခံစားနေခြင်းထိုအမြအရာသာကိုဘသူမှမျှဝေမပေးနိုင်အောင် ချိုမိန်စွာရင်မူးနေနိုင်ခဲ့တော်လေအစင်မမီသူကံဆိုးရှာသူများကနားမလဲနိုင်ကြအပြူကြီးတို့များငိမ့်နေတာပဲစောင်းချမ်းချမ်းနဲ့လွမ်းကောင်းနေပြီးမှတ်တယ်သူများတွေလိုနွေ့နွေ့ထွေးထွေးနေနိုင်အောင်စူးစမ်းလေတဲ့ อืมစူးစားရမှာပေါ့မတိမချင်းနောက်ဆုံးထွက်တဲ့အထိစူးစား권မျောလင့်권ရှိတာပဲမဟုတ်လားဟုလူမှုရေးအရာကိုစိတ်ကိုအစင်နှိမ်ပြီးလက်လက်ရော်ရော်တုံ့ပြန်ရသည်စိတ်ထဲမှာတော့ဟွန်းပါဇက်ကပြောတော့တာနွေ့နွေ့ထွေးထွေးလေးဘာလေးနဲ့သူတို့ဖြင့်မိုးတောင်မလင်းသေးဘူးရေလာတော့လင့်အဝိသာသမီအဝိတွေရှော်နေလိုက်ရတာခြေတွေလက်တွေဖြင့်ပွပြီးပဲကြီးကိုရေစိန်ထားသလို့ အရေကုန်တွေတွန့်ရှုံလို့ဟိုနှွေးထွေးမှုကို အတွင်းသားကို အထင်းသားမြင်ပြအောင်မြင်လိုက်လေသည်ဒေါ်စဘယ်မြင့်တော်အဆိုးဝါးဆုံးရင်ဆိုင် တွေ့ကြုံမှုတစ်ခုရှိသေးသည် ထိုရာကအလှပနှင့်သက်ဆိုင်၏ဒေါ်စဘယ်မြင့်သည် အလွန်အလှကြိုက်သူဖြစ်သည်လောကကြီးကို အလှဘက်ကသာ ရှုမြင်ခြင်းသောစိတ်ကမွေးရပါစိတ်ပေးလာမသည်တိတဲ့စာကလေးကအလှပြင်ခဲ့၏အသက်ရွယ်ရလာသည့်တိုင် အယောင်ရွေးချယ်မှုအစဉ်အတများကိုမလျှော့ပြေငငယ်တုန်းကအဖွားနဲ့အတော်များကဒီကောင်မလေး16နှစ်တောင်ခံမမလားဟုပြောခဲ့သည် ထိုစကား၏အတိတ်ပဲကိုမသိတတ်သည်အပြိုပေါ်ဝင်မှမိမိကိုတတိချာချာမေးကြည့်ရသည်မိမိရှင်းပြတာကိုနားထောင်ပြီးနားလေသည်နှင့် ထိုစကားအတွက်ရင်ထဲမှကျင်နေအောင် နားကြည့်မိခဲ့သည် အလှပကြိုက်ခြင်းမျက်နှာချင်းသည် ယောက်ျားများနဲ့ဘာမှမဆိုင် ကိုကိုသူများကြိုက်အောင်လုပ်ခြင်းမဟုတ်ကိုကိုကိုလှချင်း၍အလှကြိုက်ခြင်းဖြစ်ကြောင်းလက်တွေ့ကြကြအိနေရရနေပြခဲ့သည်အဖွားနှင့်အတော်များကိုချစ်ခဲ့တော်လဲထိုစကားအတွက်တွေးမိတိုင်းနာကြည်နေစေပင်အပြိုကြီးတို့များဘဲချင်းကြည့်ကြည့်လှပြီးချက်တည်းကိုရှိနေတာပဲအစချီလာတော့ဝမ်းသာအားရနဲ့ပါသမျှပစံအကုန်ကျွေးပစ်ခြင်းစိတ်တွေစေရနာရေရုတ်ဖိတ်တော်မီဆဲဆဲ ကြိုးစားကြိုးစားအရွယ်ရှိသေးတယ်ဆိုတော့ထို့သူကိုစိတ်ရှိလက်ရှိကင်ပေါက်ပစ်ခြင်းကဘာပြောရမှန်းမသိအောင်ဒေါသတွေပြေရှင်းလာ၏တဖြည်းဖြည်းနှင့်ဒေါသပဲမြင့်ရင်မှအပြိုကြီးနာရင်လာသည်ဘသူတူတယောက်ကိုမြမိမိအပြိုကြီးဖြစ်ရခြင်းကြောင့်ထိခိုက်အနာတရမရှိစေခဲ့ရပါပဲကိုကြမှအပြိုကြီးဘွားနှင့်နေကြသူများကြမှကိုတတ္တိနှင့်ကို ို့ငင်းချက်မှုလွတ်လပ်ခွင့်နဲ့ကိုပျော့ပျော့ပါပါမနေရမလို့တမထီကဘာရှိကဘာပြူပါများလာသောအခါလူမှုရေးရင်ကျင်းမှုနှင့်ဆက်ဆံရေးအရာစင်မြန်ထရသောပေါ်တန်သူတို့အတွက် ပေါ်ပါသောဝေါ်ဟာရတို့သည်လည်းလွင့်ပြေစပြူလာလေပြီအထူးသဖြင့်လုပ်ငန်းခွင်မှာပေါ်ဘာလေးလှုပ်လှုပ်အပြိုကြီးဆိုတော့တယ်ဘာမဆိုင်ညာမဆိုင် အပြိုကြီးကိုဆွဲထည့်သည်တယောက်ကဆိုပြောင်းတင်းကြီးပင် အပြိုကြီးလူပြိုကြီးတွေဟာအိမ်နောင်တွေတွေလောက်မပြေဝဘူးအိမ်နောင်တွေက အတ္တမကြည့်ဘူးမျက်မျက်တတတွေးတဲ့တင်းအပြိုကြီးတွေဆိုတာကဘာဖြစ်ဖြစ်သောက်ကန်းတွေးပဲဒီလိုမျိုးရန်စားသည် ထိုတယောက်သည်လင်းတွက်သာသမီတွက်မြေးတွက်မောင်းတွက်တူတူမတွက်အတ္တများကို ဖြန့်ဝေကတဆွေလုံးတွက်အတ္တကုံကိုဖြန့်ကျဲထားသူဖြစ်သည်လူဆိုတာ ပြိုပြိုအိုအိုသူ့ပြည်စားအတိုင်းသူ့ရာဇဝင်သူ့ရေးသွားကြသည်ကြီးပင် ပြိုခြင်းအိုခြင်းနှင့်ပတ်သက်၍စကနိုင်လူရန်အချိန်ရောလေပါနှမျောစရာကောင်းလာသည်ဒေါ်စပယ်မြင်းကထိုသူများကိုမတိမတာ ရှောင်မရနိုင်ခဲ့ပြီလူကိုရှောင်၍ရတော်ညာလဲလောကရန်ကိုတော့မရှောင်ရတော့သည် အဖြစ်ဆိုးတစ်ခုဆိုပါတော့ဒေါ်စပယ်မြင်းနှင့်အတူနေသောမိမိရုတ်တရက်ဆုံးပါသွားခြင်းဖြစ်လေသည်မိမိဆုံးကမှာ အဝေးရောက်နေသောအကိုနှင့်မောင်က ရေကြီးတုပ်ပြန်ရောက်လာသည်သူတို့ကသူတို့အိုးအိမ်နှင့်သူတို့မိမိကိစ္စပြီးသောအခါအဖြူကြီးကိစ္စကိုဥတီ၍စကားဝိုင်းဖွဲရပြန်သည်မောင်ငယ်ကမမဘသူနဲ့နေမှလဲတဲ့ဘသူနဲ့နေရမှလဲငါငါတယောက်တည်းနေမှပေါ်ဆိုတော့နေရတာတော့ဟုတ်တယ်ဖယ်တင့်တယ်မလဲတဲ့အကိုကကဲတင့်တယ်အောင်ကိုကိုဘာလို့ပေးနိုင်တယ်လဲ ဆိုလိုက်ရောညင်သွားကြသည်ဒေါ်စပယ်မြင့်မှာဝင်ငွေကောင်းသောလုပ်ငန်းကြီးတစ်ခုကိုဦးဆောင်နေသည့်အမျိုးသမီးစီးပွားရှင်ဆိုသောအကာအကွယ်ကြောင့်အကိုကရောမောင်လေးကပါသူတို့အိမ်များသို့အဖို့အလောဖြစ်ခေါ်ရန်မဖြစ်နိုင်မဲတည်ကြလေသည်မဟုတ်လင်အကိုရီမောင်တွေကောင်းစားတော့နှမမိဖို့ကြောင့်ဂိမ်းဆိုင်အောင်မည်ညီမလေးလည်းနေရထိုင်ရတာအင်းကြီးရရလုံးလုံးချုံချုံရှိအောင်ညီတူနဲ့တူမကိုပို့ထားပေးရမလားတဲ့ ကလေးတွေအတွက်ကိုကိုရောက်နေတဲ့နယ်စုံမြို့ပြမြို့ကလေးမှာကြောင်းထားလို့အဆင်မပြေရင်တော့အချိန်မရွေးဖို့လေကလေးတွေကကျမရဲ့စီကန်းတွေကိုလိုက်နာနိုင်မယ်ဆိုရင်ပေါ့ကျမကကိုချင်းတိတ်ခါနဲ့အင်းကြီးလည်းရပြီးသားလုံလေလုံချုံပြီးသားမို့ဒီတော့ကကလေးတွေစောင့်ရှောက်တာကိုခံမယ်ခက်ညံ့ညံ့တော့တရားမဟုတ်ဘူးဆိုတာတော့သူတို့တီးဖို့လိုလိမ့်မယ်ရောင်မကြီးကမတိမသားပခုံးတွန်၍မဲသည် ရောင်မအငယ်ကညင်၍ကုန်နေသည် မင်းမင်းရှိတော့ကလေးကရောင်မငယ်နှင့်ဒေါ်စပယ်မြင့်တို့အပြိုကြီးကိစ္စနှင့်စကားအဖို့ထေဖြစ်ခဲ့ဘူးလေသည်ရောင်မငယ်ကလည်းမောင်လေးလိုပင် အင်ဂျင်နီယာဖြစ်သည်နှစ်ယောက်စလုံးအလုံးနှင့်ဖြစ်၏ကလေးတယောက်ကနှစ်ယောက်ဖြစ်တော့စကားစားလာသည်အပြိုကြီးကိုအလုပ်ပေးရမယ်တဘာဝကိုလွန်ဆန်တဲ့အတွက်တန်းခတ်တဲ့အနေနဲ့ကလေးနှုတ်ဖြတ်ပေးရတဲ့တပြိုင်နက်အပြိုကြီးစီတန့်ပို့ရမယ်နော်ဟေးတတာတဲ့ သူ့သားသူမြှို့တလို့လို့ကျူတလို့လို့နဲ့အခမဲ့ကလေးတိုင်းငှားရန်တင်းတင်းစီစီစကားလမ်းကြောင်းတော့အမလီနာနေပါအောင်မယ်နော်မမရှင်တို့မွေးတဲ့ကလေးကိုထိမ့်ဖို့နေနေတာတာကိုစည်းဝါးရင်းနဲ့ကိုစာရေးစာဖတ်တဲ့အလုပ်ဆိုတာမျိုးကမတိမချင်းပဲတော့မမအားဘူးမှတ်ထားအရာတွေလုပ်ရတာနဲ့ကျုပ်ကိုကျုပ်တဘာဝကိုလွန်ဆန်းလားမလွန်ဆန်းသလားမစင်စားသေးဘူးအဲ့ဒါကျုပ်ကိစ္စရှင်ကကိုကလေးကိုလူဖြစ်အောင်မွေးဖို့စဉ်းစား အာအာရရကြုတ်ကိုလာပြီးဓာန်ပေးဖို့လည်းမစင်စားနဲ့စုပေးဖို့လည်းမစင်စားနဲ့မလိုဘူးကိုလို့ကိုအေးစိတ်လို့ဟိုဟော်ဟော်တိုင်းတိုင်းပြောချလိုက်တော့မမေနှင့်မောင်လေးမှာပါဇက်အဟောင်းသားမျက်လုံးအပြူသားနဲ့ဒုက္ခရောက်ရရှာသည်ပြောပြီးမှဒေါ်စပယ်မြင့်စိတ်မကောင်းဖြစ်ရသည်တုံ့ပြန်လိုက်တာလွန်ပြီအတော်လေးပြောင်းကြကရိုင်းသွားပြီးဟုဆင်ခြင်မိသည်ဒါပေမဲ့မတတ်နိုင်ပြီပဝင်းကျင်ပေါ်မှာထိန်ခဲ့ရသည်မ မြမလေးလိုချစ်ရသောရောင်မငယ်လေးပေါ်မှာပေါက်ကွဲသွားခြင်းဖြစ်ကြောင်းကိုလည်းကိုဟာကိုနားလည်လိုက်သည်။နောက်တော့ကလေးများကိုနှွေရသည်ကြောင်းပေးရလိုအခါမျိုးမှတော့မပို့ရတော့ပြီ။မိမိကတော့သူမီးတွေကိုမျှော်ရှာမှာပေါ့။ဒေါ်စပယ်မြင့်ကနာအေးပါအေးနေရခြင်းအတွက်ကျေးဇူးတွေတင်ကကလေးတွေအတွက်စားစရာတွေအယုတ်တွေအဝတ်အထည်တွေစာအုပ်တွေနဲ့ရောင်မများအတွက်အတုံးဆောင်ပစ္စည်းများကို ပို့ပေးခြင်းဖြင့်ကျေးဇူးဆက်၏ဒါရောမှာအပြိုကြီးဆိုတော့ပြောဆိုတယ်ဒါပေမဲ့စေရနာတော့ကောင်းရှာပါတယ်ဆိုပြီးအပြိုကြီးကိုခတ်ပြီးမှကျေနပ်ကြလေသည်ဘာပဲလုပ်လို့အပြိုကြီးကွန်ချာကြီးကအုံမိုးနေ၍ဘာလုပ်ရင်ကောင်းမလဲစဉ်းစား၏အလေးနဲ့စဉ်းစားခြင်းဖြစ်သည် တခြားနည်းနှင့်ဖြည့်ရှင်းသည်မပြီးမပြီးနိုင်အပြိုကြီးမဟုတ်လျင်တော့ကိစ္စပြီးရန်အလွယ်ကူဆုံးအလုပ်တစ်ခုသာရှိ၏ ်ထိုလောက်ကအိမ်အောင်ပြုခြင်းအိမ်အောင်ပြုရန်လိုအပ်သော အရာကပုရိသတယောက်နှင့်ထိုသူကိုချစ်ရန်အခြေယောက်ျားတယောက်ဆိုတာကတော့ထားပါတော့အရေးကြီးတာကအခြေအခြေဆိုတာဘာလဲ။အိုးမူးချာချာလဲပြီးဘာမှဆက်မတွေ့တတ်တော့။ငွေချောင်းတွေ့ရတာမခက်။ခုံချောင်းတွေ့ရတာမခက်။ပညာရေးချောင်းတွေ့ရတာမခက်။အခြေချောင်းတွေ့တော့ခက်ဤ။ ဒေါ်စပယ်မြင့်သည်အချစ်ဆိုသောအရာကို အထင်မသိအပုံမချဒါပေမဲ့အချစ်ကိုကိုးကွယ်ရာဟုလည်းဘယ်သောအခါကမှမထင်မှန်းထို့တူယောက်ျားများကိုလည်းအထင်မသိမုံလည်းမမုံဒါပေမဲ့ဘသူကိုမှမချစ်ခဲ့ပြီဘသူကြောင့်မှလည်းအသေးမကွယ်ဘူးဒေါ်စပယ်မြင့်ကြောင့်လည်းအသေးကွဲသူကျွေသူရဲလို့မရှိခဲ့ယောက်ျားရေမကောင်းဘူးဟုဘယ်တော့မှမပြောခဲ့သလိုဘယ်ယောက်ျားကိုဖြင့် တိတ်တိတ်ကလေးကြိတ်ပြီးဆွဲနေမိပါပြီဟုတစုံတစကလေးမျှမရှိဒီတော့အပျိုကြီးပြတနာကိုဖြစ်ရှင်းရန်နီလန်းကလည်းမရှိတော့ပြီဘဲတက်နိုင်မလဲဖြစ်တယ်လို့ကြုံတယ်လို့နေတဲ့ထိုင်တဲ့တွေးတဲ့အောင်စူးစမ်းရတော့မည်ဟုအခဲကတွေးသည်မအပျိုကြီးများနဲ့စကားလက်ဆုံးပြောကြည့်ရန်စိတ်ကူရလေသည်တချို့အပျိုကြီးတွေကတော့ရီစားကပြစ်ထားခဲ့၍ယောက်ျားမုံဒီဝါဒီတွေ တချို့အပျိုကြီးတွေကတော့စိတ်ကူးရင်ကောင်းတော့တချို့အပျိုကြီးတွေက လောကကြီးကိုစိတ်ကုန်တချို့အပျိုကြီးတွေကမိသားစုအတွက်အနစ်နာခံရုန်းကန်ဒီတော့ဒေါ်စပယ်မြင့်အပျိုကြီးလေကိုယ့်လုတ်ကိုဆက်လုပ်ရမှတပါဘာမှလုပ်ရအကြောင်းမရှိလူတို့ဒီအခြေအနေကတောင်းဆိုရင်းလုတ်တင်လုတ်ထိုက်တော့အလုတ်ဖြစ်ပါကငင်းမနေနိုင်ရှောင်မရနိုင်ကြပြီ တစိမ်းများနှင်းခီးသွားရတာအလုတ်တူတူတွေ့ပြီးလှုပ်ရတာလှုပ်ဖို့ကင်ဘတ်ချင်းကုညီရတာအထိုင်လျောက်တော့ရင်းနှီးခင်မင်းကြရစမြဲပင် လူတို့ဤနှလုံးသားကလည်းအစင်မြဲယိုဖိန်နေမြေအမေမဟုတ်တော့လေမိခင်မြတ်တာလိုတန်ဆင်သောချစ်မြတ်နိုးခြင်းတို့ကရှင်တန်စေထိုမြတ်တာစိတ်တို့ကြောင့်ပင် အရာရာမှအလိုက်တည်ပြတာတွေနားလေတဲ့တာတွေနောက်ပြီး ကျေးဇူးရှိသူကိုကျေးဇူးပြုတာတွေအထိုက်လျောက်တော်ရှိရပေဦးမည်။ထိုရာများကိုတင်ကြုံပြီး အခြေဟုသတ်မှတ်၍မဖြစ်နိုင်။လွတ်လွတ်လပ်လပ်မိမတယောက်နှင့်ယောက်ျားတယောက်အတူတွဲပြီးလုပ်ငန်းကိစ္စဆောင်ရွက်ကြရုံများဖြင့်ဘဲတော့လေစားရတော့မလားဘလို့လဲစသဖြင့်စကားတွေရှုတ်ကြတော့သည် ရှေ့မှာတမျိုးပြောသလို၊ကွဲရမှာလည်းတမျိုးပြောကြသေး၏အပြိုကြီးတွေများခတ်လိုက်တာ လင်ယူမှဖြင့်ငငယ်ရွယ်တုန်းကမယူခဲ့ဘူးအရွယ်လွန်ပြီးဆိုမှသူများနံပါတ်ကြီးကိုချိတ်မှစိုးနေရတယ်တူရွယ်သားရွယ်လေးနဲ့ရရင်လဲဒူးနဲ့မျက်ရည်တုတ်ရအောင်မင်းသားသမီးများကြီးပါတယ်မုံဆိုးပုံနဲ့ဆိုလဲဟိုလူနဲ့မတက်ဒီလူနဲ့မတက်ဒါကြောင့်ပေါ့ကလေးမဟုတ်ဘာမဟုတ်ပင်မဲ့သူတို့ကိုတထိတ်ထိတ်နဲ့စောင့်ကြည့်နေရတာပဲဒေစကားဆိုတာကလည်းစလိုက်တည်နဲ့ကာယူထုံစံအတိုင်း စတင်လွှတ်ရရက်မှသက်ဆိုင်သူတို့တနည်းနည်းနဲ့ရောက်လာစမြင်မူဆွေမျိုးနေဆက်တို့ဤမလို့တမစေနာများသည် အပြိုကြီးကိုပင်ထိခိုက်လေသည်ဒေါ်စပယ်မြင့်ကရိုးရိုးပြောသောစကားဆူဆူပြောသောစကားများကိုစိတ်မဆိုးနိုင်တော့ပေ အထူးတလဲအံ့ဩစွာနှင့်ပင်ထိုးထိုးသောစကားတင်းဆိုသူများအားတနာကိူနာတက်မိတော်သည်အပြိုကြီးချင်းချင်းစုံသောစကားဝိုင်းတွင် ရှိပွဲဖွဲရသည် အံ့ဩပါရဲ့ဟဲ့သူတို့တွေများဥဝဲဆိုတဲ့ကအိမ်အောင်ပြုတ်ဖို့စိတ်ကူးခဲ့ကြသလားမသိပါဘူးငါတို့ဖြင့်ငါတို့နေတဲ့တလို့နေပြီးကိုဝါသနာပါတာကိုကျုံယုံပြီးလှုပ်လို့တော့မဝနိုင်ပါဘူးသူတို့ပူသလိုဖြင့်တွေးမိပါပူလဲမပူမိပါအရွယ်လွန်မှသူများယောက်ျားရမှာစိုးတဲ့တူလောက်သားလောက်ရမှာစိုးတဲ့မဟုတ်ဆိုးဖို့နဲ့ရမှာစိုးတဲ့အဲ့ဒါအလုံးမလုံးပဲလေးနေတဲ့အရွယ်လွန်တွေဖြစ်ချင်းဖြစ်မှာပေါ့ ငါတို့မှအလုံးနဲ့လက်ပြက်တယ်မှမရှိပဲဒါပြီးဟိုဟာလှုပ်ဖို့စိတ်ကူးစဉ်းစားရတာနဲ့အချိန်တော့မလောက်ဘူးနားမလဲတဲ့လူတွေကြားမှာအနေတော့ကြုံနေဒါပေမဲ့ဆက်ပြောလိအပြိုကြီးဘွားကိုဘာနဲ့မှမလဲနိုင်မှုမဟုတ်လားဟိုတယောက်ကတော့ထောက်လေတော့ထိုးစကားဝိုင်းမှအပြိုကြီးများကတိုင်ပင်မထားပဲလဲနိုင်ပေါင်းလဲနိုင်ပေါင်းဟုတန်မြိုင်ဆို၍ရီမောလိုက်ကြသည် ပွင့်လင်းလွတ်လပ်ချမ်းမြေသောရည်တန်းသည်တော်တော်ညံသွား၏တော်စပယ်မြင့်သည်ဝါရင်အပြိုကြီးများဖြင့်လောကအလှကိုဆင်လျက်ဘဝခရီးကိုလှလှပပရှောင်နေကြဆဲဖြစ်သောအန်တီစိန်အန်တီမြင့်မမကြီးဆိုင်မမဝီမမမြင့်မြင့်သိန်းမမမေတို့ကိုအားကြနေသည်တော်စပယ်မြင့်နှင့်အတူရှောင်နေကြသောညွန်းညွန်းတွင်တွင်အေးမြမြတို့ကလည်းအားငယ်ညင်းညူရန်တတိတော်မရား ပြောချင်တဲ့သူတွေပြောချင်တာပြောကြပါစေတော့မေတ္တာမပြတ်ရန်ကြိုးစားပြီးပျပျော်ကြီးနဲ့တကူတော်ပိုင်ဆိုင်သည့်တီးတန့်ကဘာလေးကိုလှသည်ထက်လှစေရမည်ထို့ထက်အရေးကြီးဆုံးအလုပ်တစ်ခုကိုလုပ်ရန်လဲမေ့လျော်လို့မဖြစ်ဟိုသူတော်ကောင်ကျေးဇူးရှင်ကိုမေတ္တာပို့အမျှဝေးစုမုံကောင်တောင်းရပေဦးမည်ဘသူရှိမလဲနှစ်ဖူးမှာစာရေးရန် ပြက်ကွက်မေ့လျော်ခဲ့သူကိုလေး Cherry Magazine 1999အမှတ်51နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။